ားလုံးမင်္ဂလာပါ Domain Knowledge Channel ကထုတ်ဆိုပါတယ်ကျွန်တော်တို့ခုဒီဗီဒီယိုမှာ enemy တွေဒါမှမဟုတ်ရှင် movie တွေကိုဘယ်လိုမျိုး translate လုပ်ရမလဲဘယ်လိုမျိုး encode လုပ်ရမလဲဆိုတာကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ raw enemy တောင်းမယ်ပေါ့နော်စာတန်းထုတ်မှာပါတဲ့ enemy တွေအင်္ဂလိပ်စာတန်းထုတ်မြန်မာစာတန်းထုတ်မှာပါတဲ့ enemy တွေတောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီ program မှာတည်ကြတဲ့ nya.si ဆိုတဲ့ website ကဒါကတော့ကျွန်တော်တို့ရဲ့ raw enemy တွေတောင်းတဲ့ website ပေါ့နော်နောက်တစ်ခုကကျတော့ english subtitle တွေတောင်းတဲ့ website ပေါ့နော်ဒါ kisune ကို raw.net ပေါ့နော်ဒီနှစ်ခုရှိမယ်ဒီကောင်ကကျတော့ subtitle တွေ download ရတဲ့ website ဒီကောင်ကကျတော့ကျွန်တော်တို့ raw enemy တွေ download ရတဲ့ website okay ကျွန်တော်တို့ဒီ site တွေကနေပြီးတော့ကျွန်တော်တို့ဘာသာပြင်ခြင်းနဲ့ enemy file ရဲ့ subtitle တွေ file ကို download ပြီးသွားပြီဆိုလို့ရှိရင်ပထမဆုံးဘာလို့မလဲဆိုတော့ PC မှာဒီ software တွေတုံးကိုလိုအပ်တယ်ပေါ့နော် ArchiSub ဆိုတဲ့ application ရဲ့ MKV2 နဲ့ဆိုတဲ့ application ရဲ့ဒါဘလို့တက်ထွက်လာလို့မသိဘူး AVDMAX လားမသိဘူးအဲ့ application တုံးကိုလိုအပ်ပါတယ်ဒီ application တုံးကိုကဘာအတွက်လိုအပ်လဲဆိုလို့ရှိရင်ဒီကောင်က translate လုပ်ဖို့အတွက်ပါဒီကောင်ကကျတော့ကျွန်တော်တို့အချို့သော file ဆိုရှိတယ်ဘ ်လိုရှိတယ်ဆိုလို့ရှိရင်အဂျူဝဲအော်ဒီယိုဆိုပြီးလာတက်တဲ့ raw file တွေရှိတယ်လို့ jewel audio ဆိုပြီးလာတဲ့ဟာတွေဆိုလို့ချင်းကျွန်တော်တို့ကအဲ့ဒီ video ကိုကိုလိုချင်တဲ့အတန်ပုံစံတိုင်းရအောင်လို့ခွဲထုတ်ရတာမျိုးလည်းရှိတယ်။ Okay ဒါတခုပေါ့နော်။ Bena Avidis Mask ကကြတော့ဒီကောင်က encode လုပ်တဲ့ software ပေါ့နော်။အဲ့တော့ဒီသုံးခုနဲ့ပတ်သက်တဲ့ software download link တွေကိုတော့ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်အကုန် link ချထားပေးမယ်ပေါ့နော်။အဲ့ရန်နေပြီးတော့တားထောင်လို့ရတယ်။ Okay ဆိုတော့ပထမဆုံးအနေနဲ့ဒီ IP set ထဲကိုအရင်ဝင်မယ်ပေါ့နော်။ အာဂီစတဲ့ဝင်ပြီးသားလို့ရှိရင်ဒီနေရာရောက်လာလိမ့်မယ်ပေါ့နော်ဒီနေရာရောက်ပြီးလို့ရှိရင်ကျွန်တော်ကကိုဘာကို translate of translate ကလုပ်ပြီးသားပြီး translate တာလောလောဆယ်ကျွန်တော် encode ပို့ပဲလို့တော့ဒါပေမဲ့ encode မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က translator ပြန်လာတဲ့ဟာကိုဒီကောင်နဲ့ကြိုက်လာဆိုပြီးတော့ပြန်စေရတာဆိုတော့စာသုံးပြန်ကြည့်ရတာပေါ့နော်ကျွန်တော်ကဒီ down လာတာရှိတယ်ကျွန်တော်ဒီ bug ဆိုတဲ့ဒီကောင်လေးကိုပေါ့ကျွန်တော် encode လုပ်ရမှာ လောလောဆယ်ကျွန်တော်ဒီမှာဒီမှာ Jewel Audio ဆိုပြီးပါနေရတွေ့နေမယ်။ဒါ Jewel Audio ဆိုတာကျွန်တော်ခုနပြောတဲ့ဟာပေါ့နော်။အဓိကတော့ Jewel Audio ဆိုလို့ရှိရင် Audio နောက်ခုပါနေရ။အဲ့ခါကျလို့ရှိရင်ကျွန်တော်ကဒီကောင်ကို Japan Audio နဲ့ပဲထောင်းအောင်လို့သွားပြီးတော့ပြန်ပြီးခွဲထုတ်ရမယ်ပေါ့နော်။ခွဲထုတ်ဖို့တက်ဆိုလို့ရှိရင်ဒီ MKV Tune ဆိုတာလေးလိုတယ်။ဒါလေးတွေဝင်လိုက်။ဝင်မိပါလို့ဒီထဲရောက်သွားပြီဆိုလို့ရှိရင်ဒီလိုလေးတွေ့လိမ့်မယ်။အဲ့တော့တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့အတန်ခွဲထုတ်ခြင်းတဲ့ဖိုင်လေးရှိရပါတော့။အဲ့ဒီဖိုင်လေးကိုသွားရွှေ့လိုက်။ဒီကောင်လေးကိုကျွန်တော်ဒီထဲကိုပြစ်ထည့်လိုက်မယ်။ ထည့်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုလေးပေါ်လိမ့်မယ်တမန်တက်လာအော်ဒီယိုနေရာမှာနှစ်ခုဖြစ်နေတယ်အင်္ဂလိပ်အတန်ရဲ့ဂျပန်အတန်ရဲ့အဲ့လိုနှစ်ခုဖြစ်နေဆိုတော့ကျွန်တော်တို့ကမလိုအပ်တဲ့အင်္ဂလိပ်အတန်ရဲ့နောက်ပြီးတော့ channel disable တိုက်တဲ့ဘာတွေကိုအကုန်ပြန်ဖြုတ်ရမယ်ဒါဆိုလို့ရှိရင်အင်္ဂလိပ်အတန်ပါတဲ့ဟာကိုကျွန်တော်အမှန်ကြီးဖြုတ်လိုက်မယ်ဒီလိုရှိရင်အင်္ဂလိပ်မှာပါတဲ့ဟာတွေကတော့ဒီတိုင်းပဲထားပြီးတော့ကျွန်တော်တို့ export ထုတ်မယ်ပေါ့နော် export ထုတ်မယ်ဆိုလို့ရှိရင်ဒီမှာအောက်မှာ step multi blessing ဆိုတာရှိတယ်တကောင်းလေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်တော်တူဒီမှာ export ထုတ်လိမ့်မယ်ပေါ့နော်ဒါက100%ပြီးပြီဆိုရင်ကျွန်တော်တို့ခုနကတိန်းနာတဲ့ file ကိုဖြတ်ကြည့်လိုက်ဖြတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာတော်လားကျွန်တော်တို့နောက်တဲ့ file တစ်ခုတက်တက်ခွဲသွားတယ်လေ လိမ့်မယ်ဒီကောင်ကတော့ကျွန်တော်ဂျပန်အတမ်းမဲ့ပါတဲ့ file ပေါ့နော် okay ဆိုတော့ဒီဟာ MTB Tunis ကအလုပ်ကပြီးသွားပြီဆနာက RG set ထဲကိုပြောင်းဝင်လိုက်မယ်ဒီနေရာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ခုနကနေပြီးတော့ export ထုတ်လိုက်တဲ့ဂျပန်တန်တဲ့ဟာကိုပစ်ထည့်လိုက်မယ် တဲ့မယ်ဆိုလို့ရှိရင်သူကဒီ default ပဲလာအဲ့ default ရဲ့အပေါ်နားလေးကိုတင်ပြီးထဲမှာသူက video ရောက်သွားတာအဲ့လို mobile နဲ့ဒီအောက်နားလေးဆို video မရဘူး okay ဒါဆိုဒီ video ရောက်သွားပြီနော်ဒီတော့ဒါကကျတော့သူက raw file ကြီးကြီးမယ်ဆိုလို့ရှိရင်အမှ silent tone မပါဘူးတို့လားဒါကအကုန် raw file ဒါကျွန်တော်တို့ silent tone သွားထည့်မယ်ပေါ့နော် silent tone ထည့်မယ်ဆိုလို့ရှိရင် translator ပေါ့နော်သူဘာသာပြန်လာတဲ့ server ရှိတယ်ကျွန်တော်အဲ့ server လေးကို download ရတယ်ပေါ့နော် download ရတဲ့ server လေးကို ဒီအောက်ကိုပြစ်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင် server file လေးကဝင်သွားပြီ no လို့နေပြီလိုက်ပေါ့နော်အဲဒါဆိုလို့ရှိရင်ဒီ video နဲ့သက်ဆိုင်တဲ့မြန်မာဘာသာပြန်လာတဲ့ server file လေးဝင်သွားပြီတကယ်လို့ကိုကဒီမှာအင်္ဂလိပ် server file ပဲကိုမှ down ထားလာရှိရဆိုအင်္ဂလိပ် server file လေးဒီနေ့ပြစ်ထည့်လိုက်ပြစ်ထည့်ပြီးလို့ရှိရင်ဒီမှာတခါလေကိုဘာသာပြင်နေတဲ့ဟာလေးကိုနှိပ်ပြီးတော့ဒီမှာဝင်ပြီးတော့ဘာသာသင်လာရုံပဲဒီလို setup ဘက်ရောက်သွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်အနေနဲ့ setting ချထားဖို့လိုတယ်ပေါ့နော်ဘယ်လို setting ချမလဲဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင် ဒီမှာ silent mode ရန်ကြီးနေရတယ်ပါရှိရဲအဲ့လိုဆိုလို့ရှိရင်ကျွန်တော် preset ထားရတာရှိတယ် preset ဆိုတာကကျွန်တော်တို့ enemy တခုကို translate လုပ်မယ်ဆိုလို့ရှိရင်အဲ့ enemy translate မှာအမြဲတမ်းသုံးမဲ့ found ပေါ့နော်အမြဲတမ်းသုံးမဲ့ found တော့အမြဲတမ်းသုံးမဲ့အရွယ်အစားပြီးလို့ရှိရင်ပင်နေရာမှာဘလို့ color လေးသုံးမဲ့ဘလို့ပုံစံနဲ့ထားမယ်ဆိုပြီးတော့ကျွန်တော်တခါတည်း default အနေနဲ့ preset ထားထားတဲ့ဟာလေးရှိတယ်အဲ့တော့ဟာဘလို့ထားမလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ subtitle တွေကိုဝင်လိုက်ဝင်လိုက်ပြီးသားပြီဆိုလို့ရှိရင်အပေါ်မှာဒီ style manager ဆိုတာရှိတယ် time manager လေးတော့ဝင်လိုက်ဝင်လိုက်ပြီးပြီဆိုလို့ရှိရင်ဒီနေရာရောက်လာလိမ့်မယ်ဒီမှာနှစ်ခုတ်ကွဲနေရာတွေ့လိမ့်မယ်နော်ဒီနှစ်ခုတ်ကွဲတာဘာလဲဆိုလို့ရှိရင်ဒီဘက်ကဟာကအမြင်နဲ့ပုံသေးရှိနေမယ်ဟာ default ပေါ့နော်ဒီကောင်က default ရှိနေမယ်ဟာ ဒီဘက်ကကျတော့အခုမှကျွန်တော်တို့တင်လိုက်တဲ့ video file တွေကိုတင်ထားတဲ့ file location နေရဒီကောင်အမြင်နဲ့ရှိနေမယ်ဟာဒီကောင်ကကျတော့ကျွန်တော်တို့အခုတင်လိုက်တဲ့ video ပြမယ်စာ file ပေါ့နော်နှစ်ခုကမတူဘူးเนาะဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ back ဆိုတဲ့ enemy တော့ကိုကျွန်တော်လုတ်ထားတဲ့ preset တွေပေါ့နော်ဒီ original ရှိနေမဲ့ preset ကိုဒီဘက်ထည့်ပို့မယ်ဆိုလို့ရှိရင်ဒါကျွန်တော် logo တော့ကို preset ထားရတဲ့အားလေးအဲ့ဒါကိုကြွေကြေးပြလို့ရှိရင်ဒီမှာ copy to current script ဆိုတာရှိတယ်ဒီကောင်လုတ်နေလိုက်နေလိုက်ပြီဆိုလို့ရှိရင်ဒီဘက်က preset ကဒီဘက်ချမ်းကိုရောက်သွားလိမ့်မယ်ဆိုတော့နောက်တစ်ခုကကျတော့ဒါလေးရွှေ့မယ်ဆိုလို့ရှိရင်ဒါလေးကိုနေဒီဘက်ရောက်သွားလိမ့်မယ် okay ဆိုတော့အာ preset တွေဘယ်လိုထားမလဲပေါ့နော်ပစ္စတ်ဘယ်လိုထားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအောက်မှာပုံစံ2ရေးရထားတဲ့ဟာတွေရှိတယ် new တို့ edit တို့ copy တို့ delete တို့ကျွန်တော်တို့ဒီအနေနဲ့ကဘယ်ဘက်မှာပဲထည့်တဲ့ဒီ preset တွေကိုပြန်ပို့လို့ရတယ်ဥပမာထားပါတော့ဒီဘက်ကငို ီဗီဒီယိုတက်ရှိနေတဲ့ဟာထဲမှာကိုက new နှိပ်ပြီးတော့ create တစ်ခုခုလုပ်လိုက်တယ်ဆိုလို့ရှိရင်တော့မှနောက်ကြလို့ရှိရင်ဒါလေးကိုဟိုလုပ်လိုက်တဲ့ဟာလေးရေးပြီးတော့ဒီမှာ copy to story ဆိုတာကိုထည့်လိုက်လို့ရတယ် copy to story ဆိုတာကဒီဘက်ကဟာပြောတာဒါကျွန်တော်တို့ story ကြီးတော့ရေးပြီးတော့ထည့်လိုက်လို့ရတယ်ဒါပါတယ်ကျွန်တော်အခုဒီမှာဆိုလို့ရှိရင်ဒီ retro analysis မှာဆိုတဲ့ဟာကိုကျွန်တော်ဘယ်လို preset ထားရလဲဆိုတော့အာဒါကောင် edit လုပ်ရှင်နေဆိုလို့ရှိရင်ဒီမှာ edit button လေးရှိရနော်ဒါလေးနှိပ်လိုက်နှိပ်ပြီးတော့ဆိုလို့ရှိရင်ဒီမှာဒါ style name ကဒါကိုပေးချင်တဲ့နာမည်ကိုပေးလို့ရတယ်ဒါမှဆို font ရေးလို့ရတယ်ဟောတခုရှိတာကဒီ font ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ PC မှာရှိတဲ့ C drive မှာတင်ထားတဲ့ ကိုသိနေတဲ့ found တွေကိုသူကသားတော့တာเนาะအဲ့တော့ကို့မှာ found ရှင်ရှိတာကိုဒီမှာလာပေါ်နေလိမ့်မယ်ဒါကြောင့်ကို့က found မရှိဘူးဆိုလို့ရှိရင် found တွေကိုကိုသားပြီးတော့ရှာပြီးထောင်းပြီးတော့ကိုရဲ့ c drive က found နေရာမှာသွားပြီးတော့ထည့်ရမှာဒီဘက်ကကျတော့သူက found site ဒါဆိုဒီမှာဆိုကျွန်တော်25ထားရတယ်25ဆိုတာဘယ်လောက်နေတာရှိမယ်ဆိုတာကိုဒီမှာဗီဒီယိုမှာထည့်ရင်းနဲ့ခြေကြည့်ပေါ့နော်ဘိုးဆိုတာကဖောင်ဆိုင်နေနေလေးပုံနဲ့သွားမလားရွှေတဲ့ဟာအမှန်ရှိလို့ရှိရင်အလိုကြီးွားလိမ့်မယ်အီတလီဆိုတာဆာရန်လေးဆောင်းသွားတာအန်နလိုက်ဆိုတာကအဲ့ဒီဆာရန်တို့အောင်မှမြင်တာဒါ strike out ဆိုတာကအဲ့ဆာရန်တို့ကိုအလေးအနေပြီး line ဖြတ်သွားတာ okay color မှာဆိုလို့ရှိရင် primary secondary online share တို့အဲ့ဒီမှာဆိုလို့ရှိရင်ကိုချင်းလိုက်တဲ့ color ပေါ်မူတည်ပြီးတော့ preview ပေါ့နော်ဒီမှာကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင် margin margin ဆိုတာကဒီမှာ left right vertical ဆိုတာရှိရဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဆာရန်ကိုဘယ်မှာ position နဲ့ဆိုတာကိုနေရာ ွှေ့လို့ရတယ်ဆိုတဲ့သဘောပေါ့နော်ဆန်တိုကဒီအောက်တက်တွေမှာပေါ်ကျင်လာဒီဘက်ထောင်းပေါ်ကျင်လာအပေါ်တောင်းပေါ်ကျင်လာအပေါ်ညာဘက်တောင်းဆုံးပေါ်ကျင်လာအဲ့လိုမျိုးရွှေ့လို့ရတယ်ပေါ့နော်တကယ်လို့ဒီကမရွှေ့ချင်ဘူးဆိုလို့ရှိရင်ဒီမှာ alignment ရှိတယ် alignment ဆိုတာကကျွန်တော်ဒါကို screen တစ်ခုလုံးမြင်ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်9လို့ရွေးထားတာကကျတော့ကျွန်တော်ကိုဒီထိုးမဲ့ silent ထိုးကညာဘက်ပေါ်ဆုံးထောင်းမှာကန့်နေမယ်ဆိုတဲ့သဘောပြောကျင်လာတကယ်လို့ရှစ်မှာထားလိုက်မယ်ဆိုလို့ရှိရင်ကျတော့ကျွန်တော်အပေါ် alignment တဲ့မှာတောက်ပေါ်နေနေမယ်ခုနေ့ဆိုလို့ရှိရင်ဒီဘယ်ဘက်အပေါ်တောင်းမှာပေါ်မယ်လေးဆိုလို့ရှိရင်ဒီဘယ်ဘက်အလယ်လားမှာပေါ်မယ်အဲ့ဒီသဘောမျိုးဒီဘက်ကဟာနေကျတော့ online နေပေါ့နော် online လို့ share တော့တို့ဒါတွေကကိုလို့တို့ချိန် ိလို့ရတယ်ဒီမှာ rotation ဘယ်လိုပြောမလဲ sander ထိုးကဒီလိုဒင်းမထိုးဘူးနဲ့ဆောင်းဆောင်းလေးထိုးမလား wide ပြီးထိုးမလား spacing ကဘယ်လောက်ထားမလဲအဲ့လိုမျိုးထားလို့ရတယ် okay ဒါတော့ encoding ရဲ့သူ့ရဲ့ပုံစံတွေပေါ့နော်ဘယ်လိုပုံစံထားမလဲဆိုပြီးတော့ထားလို့ရတယ်ဒါတော့ကျွန်တော်အသုံးတော့နည်းပါတယ် default ပဲထားတာများတယ်ဆိုတော့ okay ဒါက sander ထိုးနဲ့ပတ်သက်တဲ့ဟာပေါ့နော်ဒါဆိုကျွန်တော် lower တဲ့ဟာတွေဒီဘက်ကို copy to current script လုပ်ပြီးသွားပြီးထားပါတော့ okay ဒါဆိုခဏလေး close နေပြီးပြေးလိုက်မယ်ဒါပေမဲ့တကုတ်ရှိတာကကျွန်တော်ဒီမှာချိလိုက်ဒီပထမဆုံးအပိုင်းပေါ့နော်ဒီကနေပြီးတော့ ွား intro ဝင်တဲ့ဟာမှာသူတချင်းနဲ့ဝင်တာဒါပေမဲ့အဲ့တချင်းကဒီ translate ထဲမှာပါမလာဘူးဘာလို့ဆိုတော့စကားပြောတဲ့အခန်းလေးတွေစပြီးသူဘာသာတရားနာတာဖြစ်တဲ့အတွက်ကြောင့်မလို့မပါလာဘူးဥပမာထားပါတော့ကျွန်တော်တို့ music အကရှိမှပါတယ် music နောက်ပိုင်းမှာကိုကဘာသာပြန်ထားလဲထားပါတော့ဒါပေမဲ့ music အရှိပိုင်းတော့ကအချိန်ရတစ်ခုရှိနေမယ်လေဟုတ်တယ်မလားအဲ့ဒီအချိန်တော့ကို time shifting ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ခါးပြသွားပေးမယ်ဒီတချင်းလာနေတဲ့အချိန်ကိုအမှဆန်းလန်းထိုးနေရဆိုတော့စကားပြောတဲ့ဟာနဲ့ဆန်းလန်းနေရမကိုက်ဘူးဖြစ်နေတာ အဲ့လိုချင်းမျိုးဆိုလို့ချင်းကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့ဒီ timing ဆိုတဲ့နေရာမှာ shift time ဆိုတာနှိပ်ပြီးတော့လုပ်ရတယ်ဒီဟာကြီးတစ်ခုလုံးကိုကျွန်တော်တို့ကဘယ်ချိန်မှမပေါ်ချင်ပါလေဆိုတဲ့ဟာမျိုးရွေးပြီးတော့နှိပ်ပြီးရတယ် okay ဒါတော့ကျွန်တော်တစ်ခါတည်းပြန်မယ်ပေါ့နော်အခုလောလောဆယ်ကျွန်တော်ဒီဟာတက်လိုအပ်တဲ့ချင်းဟာကိုကျွန်တော်တွားပြီးတော့အရင်ထည့်မယ် โอเคဘယ်လိုထည့်မလဲဆိုလို့ရှင်ဒီကောင်အောက်ဆုံးမှာဆိုလို့ရှင်လဲဒီမှာသလားသူကစကားပြောတဲ့အပိုင်းဒီပြပါလာပြန်လာဆိုဒီမှာရင်သွားပြီးတော့မန်နဂင်ကအဲ့နောက်မှာသူက outro တချင်းရှိသေးတယ်အဲ့တချင်းလဲထည့်ရအောင်ပါဗောနော်အဲ့တချင်းထည့်ရမယ်ဆိုတော့ကျွန်တော် intro outro နောက်ခုနလုံးထည့်ရမှာဆိုတော့ဘယ်လိုလုပ်မလဲဆိုလို့ရှင်ကျွန်တော်ထားပါတော့နော်ကျွန်တော်ကခုရှေ့မှာဟို translate လုပ်ထားပြီးသားဟာရှိတာမို့လို့ကျွန်တော်ကလွယ်တယ်ဘာလို့ဆိုတော့ဒီဒါဆိုလို့ရှင်သူအရှိမ back six ဆိုတဲ့ဟာမျိုးရှိရသူရဲ့အရှိ episode ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးလို့ရှိရင် right click နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ open way ဆိုတာရှိရဲဒါလေးကိုနှိပ်ပြီးတော့ဒီမှာ notepad ဆိုတာယူလိုက်။အန်ဒီရက်ရောက်သွားလိမ့်မယ်။ဒီတဲ့ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒါကသူ့ရဲ့ script info တွေပါတယ်မှာအကုန်ပါတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒါ style ဘာ font တုံးတာလဲပြီးလို့ရှိရင်ဘာရောင်နေတုံးတာလဲဆိုတာဒီမှာရေးပေးထားတယ်။ဒါဆိုလို့ရှိရင်အောက်ကကြတော့ dialogue တွေပေါ့နော်။ကျွန်တော်တချင်း intro ကနေစပြီးတော့တချင်း outro ထိအကုန်လုံးပါတယ်ပေါ့နော်။ Okay ဆိုတော့ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့မှာ back seat episode ပေါ့နော်။ ဒါလေးကိုပြန်လိုက်မယ်နောက်ပြီးတော့ခုနကတချင်းထဲပို့လို့တဲ့ခါတခုကိုကြာတော့ကျွန်တော်တို့ရွေးလိုက်မယ်ရွေးလိုက်ပြီဆိုလို့ရှိရင်ဒီကောင်ကို right click နေလိုက်နေပြီဆိုရင်ခုနအတိုင်းမယ် notepad မှာတော့ပြမယ်ပေါ့နော် notepad ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုတည်ရောက်သွားပြီ okay မနက်နောက်ခုနော်ရှင်းချင်းနော်ဒါဆိုလို့ရှိရင်ဒီမှာဒီကောင်ကိုဒီရှိမှာဘယ်လိုမျိုးထည့်မယ်ဆိုလို့ရှိရင်ခုနကဒီရှိရဆိုင်တန်းရှိတယ်ပေါ့နော်ဒီကောင်ကတချင်း intro နေရဒီကနေစပြီးတော့တချင်းနေရကဒီမှာဆုံးသွားတယ်အဲ့တော့ဒီကောင်လေးကို copy ယူလိုက်မယ် copy ယူပြီးလို့ရှိရင်ဒီနေရာလေးမှာတချင်း intro လေးကို paste ချလိုက်မယ်ဒါဆိုလို့ရှိရင်ရောက်သွားပြီ နောက်ပြီးတော့ဒီဘက်မှာလည်းခုနအတိုင်းပဲကျွန်တော်တို့တချင်းအောက်ရှိုးပါသေးရယ် selection ပေးပြီးတော့ copy ယူလိုက်မယ် you view version ဒီထဲမှာဒီကောင်းရဲ့အောက်မှာတွားပြီးတော့ paste တွားချလိုက်မယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ချင်းရဲ့ intro နဲ့ outro ပါသွားပြီအဲဒါဆိုလို့ရှိရင်ဒီကောင်းကမလိုတော့ဟုတ်ပြီနော်ဒီခုနက practice ဆိုတဲ့ဟာလေးကိုဖြတ်လိုက်မယ် file နဲ့က file နဲ့ဆိုလို့ရှိရင် save ဆိုတာနဲ့ပြီးတော့ save လိုက်လို့ရပြီ okay အဲ့တော့ save လိုက်ပြီဆိုတော့မှဒါဒီကောင်းကကျွန်တော်ခုနအတိုင်းပြန်ဖွင့်ရှိတယ်ဆိုလို့ရှိရင်စနာက copy ကူးခဲ့တဲ့တချင်း intro နဲ့ outro ကပါနေမှာ မဟုတ်လို့ရှိရင်ပါမှာမဟုတ်ဘူး okay ဆိုတော့ဒီ sa file လေးကိုနောက်တစ်ခါပြန်ထည့်ကြည့်ရအောင်ပေါ့နော်အကီဆက်မှာဒီကောင်တော့ပြောင်းမှာမဟုတ်ဘူးဘာလို့ဆိုတော့သူကငကိုရှိနေတဲ့ sa file တိုင်းပဲသူကပြမှာဆိုတော့ဒီကောင်ပြောင်းမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ခုနဟာဝက်ဖြည့်ရေးပြရှင်ဒါလေးကိုပြချလိုက် kick no လို့ရေးလိုက်ဆိုတော့ဒါကသူ့ငကို never seen before i'm gonna not the time ငါကတိကြပါတယ်လားအဲဒါပေမဲ့ဒီမှာဘာ error ရှိသလဲဆိုလို့ရှိရင်ပုံမှာကစကားပြောတဲ့စာတွေကပေါ်နေတယ်လားဘာလို့ဆိုတော့အဲ့ကောင်လေးရောကျွန်တော်တို့ကအချိန်ပြန်မညှိရသေးလို့ဆိုတော့ဘယ်လိုကန့်အောင်လုပ်မလဲပေါ့နော်အဲ့အတွက်ကိုကျတော့ဘာလို့လဲဆိုလို့ရှိရင်အာကျွန်တော်တို့ subtitle တွေကို download တဲ့အချိန်ကလေးကအင်္ဂလိပ် subtitle တွေပေါ့နော်အဲ့အင်္ဂလိပ် subtitle တွေရဲ့ original subtitle file လိုအပ်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြမယ်ဒီမှာပါတဲ့အေး major pentatonic scale ဆိုတဲ့ဟာဘယ်မှာစတယ်ဆိုတော့ကြည့်လိုက်ရအောင်အဲ့ကောင်က ဘယ်နှမိနစ်မှစားလဲကြည့်မယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်10မိနစ်24.65စက္ကန့်မှာသွားစားတာဆိုတော့ကျွန်တော်တစ်ချက်မှတ်ထားနော်ဘာလို့ဒီစားပိုင်းလိုရလဲဆိုတော့ကျွန်တော်ဒါကိုပြန်ကြည့်မှာမို့လို့တကောင်80စက္ကန့်မှာစားတယ်တို့လားအဲ80စက္ကန့်ကို10မိနစ်24.65ကိုပြန်ပြောင်းအောင်ပါတော့ဘယ်လိုပြောင်းမလဲဆိုလို့ရှိရင်ခုနကဒီစကားပြောတဲ့နေရာကနေစပြီးတော့ဟိုးစကားပြောတဲ့နေရာအစုံတီကိုကျွန်တော်တို့အကုန် selection ပေးလိုက်မယ်ဒီမှာအဲ့ဒီခွေးဆိုတဲ့ဟာလေးအဲ့ဒါကို keyboard က shift လေးဖြီးပြီးတော့ချက်နေလိုက်လို့ရှိရင်ဒါအကုန်ဒီအဲ့ဒီခွေးဆိုတဲ့နေရာကနေပြီးတော့အပေါ်ထိ ဆယ်လက်ရှင်ပြီးပြီးသားဖြစ်သွားပြီအဲ့လိုဆယ်လက်ရှင်ပြီးပြီးသားပြီဆိုလို့ရှိရင်ဘာလို့မလဲဆိုတော့အပေါ်မှာ time မျိုးဆိုတာရှိရယ် time မျိုးနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်အောက်မှာ shift time ဆိုတာရှိရယ် shift time လေးကိုနှိပ်လိုက်အဲ့ဒါရလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကအောက်မှာ time ရှိရယ် framework ရှိရယ် framework ဆိုတာကဘယ် framework ရွှေ့မှလဲဆိုပြီးရွှေ့ရတာဒါပေမဲ့အဲ့ကောင်ကတုံးတော့နေတယ်ကျွန်တော်က time နဲ့တုံးတာများတယ်ဘာလို့ time ကတရားကြည့်ရတာဟုတ် ဒါပေမဲ့အကောင်ကို10မိနစ်44တက်သမ6ကောင်ဒီမှာတန်းထည့်လိုက်လို့မရဘူးဒီဖြတ်ဟာ0တွေကုန်ဖြစ်အောင်လုပ်မှရမှာကျွန်တော်ကဒီချိန်တိကျလုံးရတာဆိုတော့ဒီကောင်ကို00အရင်ပြန်ပြောင်းသွားတယ်ပြန်ပြောင်းပြီးတော့မှငကိုလိုချင်တယ်10မိနစ်နဲ့40နဲ့မှ44တက်သမ6 50ကောင်ထည့်လိုက်တော့မှဒါသူကအိမ်ညောင်တန်းရောက်သွားမှာပထမဆုံးအနေနဲ့8 second 8.42 second ပေါ့နော်ဒါအောင်အရင်ထည့်လိုက်မယ်ဒီကောင်ကိုဟိုးအရှိကိုပြန်ပို့မှာဟိုးအရှိက minute 000ပြန်ပို့မှာဆိုတော့သူ့ရဲ့ဒီမှာပေါ်နေတဲ့အချိန်မျိုးထည့်လိုက်ထည့်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မှာလဲ for လာဘောက်ပေါ့လား for ဆိုတာကအချိန်ကိုရှိတို့မှာလားဘောက်ကဆိုတာအချိန်ကိုတော့ပြန်ဆုံးမှာလားအဲ့လိုရွေးရတာပေါ့နော်နောက်ကိုဆုံးမှာဆိုတော့ဘောက်ကိုရွေးလိုက်ရေးပြီးသွားလို့ရှိရင်ဒီမှာဘယ်ဟာကို effect တက်ရောက်มาလဲဆိုတော့ all row ဒီ row တွေအကုန်လုံးလားဒါမှမဟုတ်လို့ရှိရင် select row ဆိုကျွန်တော် selection ပေးထားတဲ့ row ပဲလားဒါမှမဟုတ် selection on row ဆိုတာကကျွန်တော်တို့ selection ပေးထားတဲ့ရှိရဟာကိုတော်ပြီးတက်ရောက်มาလားအဲ့လိုပြောချင်တာကျွန်တော်တို့ကကျွန်တော် selection ပေးထားတဲ့ဟာကိုတက်ရောက်ချင်တာဆိုတော့ select row ရွေးလိုက်ရွေးပြီးလို့ရှိရင် set အထိုင်းဆိုတာကဒါပေါ်လား ဒါဆားတဲ့ချင်းဒါပြီးရဲ့ချင်းကျွန်တော်ဒီဆိုင်တစ်ခုထုံးမယ်ဆိုလို့ရှိရင်ဘယ်နေရာဆပေါ်ပြီးတော့ဘယ်နေရာမှာစုံတက်မယ်ဆိုတော့ထိုးပြတဲ့နေရာဒါကောင်ကအဆောက်အအုံကိုပြောင်းပါလားဆိုပြီးသူကမေးတာ standard only way ဆိုတာကကျွန်တော်ဆားတဲ့နေရာလေးပြောင်းသွားမှာအဆုံးသက်နေရာတော့ဒီနေရာဒီနေရာပဲဒါကျွန်တော် anti only ကကြတော့အဆုံးသက်နေရာလေးပြောင်းသွားမှာအဆားတဲ့နေရာကဒီတိုင်းကဒီတိုင်းပဲအဲ့လိုပြောချင်တာဆိုတော့ကျွန်တော်က stand and anti ဆိုတာကိုရွေးပြီးလိုက်ရေးပြီးလိုက်ပြီးဆိုလို့ရှိရင် okay နေပြီးလိုက်ကျွန်တော် selection ပြတဲ့အပေါ်ဆုံးဟာက00ဖြစ်သွားပြီလားအဲ့လိုအချိန်ကြာတော့မှလည်းကျွန်တော်တို့ပြောင်းလို့ရတယ်0ဖြစ်သွားပြီဆိုလို့ရှိရင်ခုနတိုင်းပဲ ထိုင်မြွေ shift ထိုင်ကို၍ရေးပြီးလို့ရှိရင်ဒီနေရာရောက်လာလိမ့်မယ်ရောက်လာပြီဆိုလို့ရှိရင်ခုနကဒီစာသားစတဲ့နေရာရဲ့အချိန်ကိုကျွန်တော်ထည့်ရမယ်ဒီမှာဆိုလို့ရှိရင်ဒီမှာပေါ့ဒီကောင်လေးစတာ10မိနစ်40တက်မှ6ငါးမှာစတာဒီကောင်လေးမှန်ရုံမှာတော့ကျွန်တော်တက်မှထည့်လိုက်မယ်တို့ထည့်ယူရဆိုလို့ရှိရင်ကျွန်တော်တို့အခုကကြတော့ back home mode တော့အရှိကိုပို့မှာဆိုတော့ for ယူလိုက်ရေးပြီးဝင်ဆိုလို့ရှိရင်ဒီမှာ row ဆက်လက် row ပဲ stand and time ကဒါပဲရှင် okay နေလိုက်ကျွန်တော်လိုချင်တဲ့စာရည်အကုန်လုံးကနေရာမှန်စာသားအမှန်ဖြစ်သွားပြီ โอเคဆိုတော့နောက်တစ်ချက်ကဘာလို့မလဲဆိုလို့ရှိရင်ဒီမှာ retro anime မြန်မာဆိုတဲ့စာသားရှိတယ်ကျွန်တော်ဒီစာသားကိုညာဘက်အပေါ်တောင်ပို့တာဒီနေရာမှာကျွန်တော်ရွှေ့မယ်ဟောဒီနေရာမှာဘာလို့ဟိုလောလောဆယ်ရွှေ့လို့မရလဲဆိုလို့ရှိရင်ခုနကဒီ subtitle မှာ site manager ပြန်ရွှေ့လိုက် negotiate preset အဲ့ preset ကို copy လုပ် current screen ရွှေ့လိုက်မယ်ရွှေ့ပြီးလို့ရှိရင် plus ကနေလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာပေါ်လာပြီကြွလာပုံမှန် default ဆိုဒီမှာဖြစ်နေမယ်ကြွလာဒါပေမဲ့ကျွန်တော်ဒါလေးကိုခုနက current script ထည့်လိုက်ပြီဆိုတော့ preset layer ဒီရောက်လာပြီဒါပေမဲ့တခုရှိတာကဘာလို့အဲ့လောက်ကြီးနေရလဲပေါ့နော်ကျွန်တော်ကကြာသေးသေးလေးထားတာဒီကောင်လေးကို ဘာလို့တော့ကြီးနေရလဲဆိုလို့ရှိရင်ကျွန်တော်တို့လုပ်တဲ့ဟာအမှားနေလို့ဘာလို့မှားလဲဆိုတော့ဒါကျွန်တော်တို့အမှားတော့မဟုတ်ဘူးပေါ့နော်ဒီ Archicad ဆိုတဲ့ software ရဲ့အမှားပေါ့နော်အဲ့တော့အဲ့ဒီအမှားကိုကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ပြင်မလဲဆိုလို့ရှိရင်တော်တော်စီအမှားလေးကိုနှိပ်လိုက် no နှိပ်အဲနှိပ်ပြီးသားဆိုလို့ရှိရင်ဒီ Archicad ကိုပြန်ဖွင့်လိုက် okay ဖွင့်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအာဗီဒီယိုနဲ့ server နဲ့ထည့်ရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အနေနဲ့ဗီဒီယိုအရင်မထည့်ရဘူးခုနက server ရောအရင်ထည့်ဖို့လိုအပ်တယ်တော်တော်စီကျွန်တော်တို့ server ရောအရင်ထည့်လိုက်မယ် စာဖိုင်ထည့်ပြီးပြီဆိုတော့မှဒါလည်းကျွန်တော်တို့ကနေပြီးတော့ဒီ video file raw video file ကိုကျွန်တော်ကထည့်ရမှာဒီမှာတို့ဆင် okay နေလိုက်ပါတော့အဲ့တော့မှဒါအစီအမည်သွားလိမ့်မယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာအခုကြီးနေတော့မယ်နော် subtitle subtitle manager ကိုသွားလိုက် ပြီးတော့ဒီ retro minimum ဆိုပြီးတော့ selection ပေးထားတာလည်းရှိနေမယ်။အာခုနကအဲ့ရှေ့မှာပြခဲ့တဲ့ default ဆိုတာရှိသေးတယ်။အဲ့ default လည်းဖြည့်ရမှာပေါ့နော်။ဒီကောင်လေးရဲ့ default ဆိုတဲ့ဟာနှစ်ခုလုံးကို delete လုပ်ပြီးတော့ဖြည့်လိုက်။အာဖြည့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာက default ဆိုပြီးအစ်စ်ပေါ်လာတယ်လား။ဒါပေမဲ့အဲ့ default အစ်စ်ပေါ်လာတာတည်ထနာမရှိဘူး။ ဒီမှာကျွန်တော်တို့ဒီဘက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ retro enemy မြန်မာဆိုတဲ့ဟာက font size ကတေးသွားပြီပြီးလို့ရှိရင်ဒီလို font ပုံစံမျိုးနဲ့တိတိလေးဖြစ်သွားပြီဆိုလို့ရှိရင်ဒါကျွန်တော်လုပ်တာမှန်တယ်အဲ့တော့ဒါက agisef saw ရဲ့ error ပေါ့နော်အဲ့လို error မျိုးကြောင့်လည်းလူရှိလို့ရှိရင်လည်းဒီ video ကြည့်ပြီးတော့အဆင်ပြေသွားမယ်လို့ကျွန်တော်ထင်တယ် okay ဒီလိုဖြစ်သားပြီဆိုတော့မှကျွန်တော်တို့အနေနဲ့ကခုနက logo preset ထည့်ထားတဲ့ဟာတွေအကုန်လုံးဒီဘက်ကိုပို့လိုက်လို့ရပြီဒီမှာတက်လာဒါဆိုလို့ရှိရင်ခုနကလိုအကြီးပုံမလေးရောပဲနေတူတတိလေးဖြစ်သားတွေ့လိမ့်မယ် okay ဆိုတော့ဒါကကျန်တဲ့ဟာတွေရှိတဲ့ဟာတွေကိုကျွန်တော်တစ်ချက်ရှင်းပြလိုက်မယ် ်ဒါကကြတော့သူကစာရန်ကိုရွှေ့တာဥပမာထားပါတော့ကိုကဒီစာရန်ကိုဒီညမှာမကြိုက်ဘူးဒီမှာလည်းတော်ပြီးအတ္တမှာလည်းတော်မပြင်းဘူးဆိုလို့ရှိရင်ဒါလေးကိုနှိပ်ပြီးတော့ဒီစာရန်ကိုလိုတဲ့နေရာလိုက်ရွှေ့လို့ရတယ်ရွှေ့လိုက်တာလည်းတရားနဲ့ဒီဘေးနားမှာတက်လာဒါလေးတလိုက်ပြောင်းနေရတက်လာဒီနေရာလေးမှာလည်း POS နောက်လေးမှာလိုက်ပြောင်းနေရတက်လာတကယ်လို့ကိုကဒီမှာထားရတယ်ဆိုလို့ရှိရင်သူ POS ကဒီနေရာပေါ့နော်အဲ့လိုဖြစ်နေလိမ့်မယ်တကယ်လို့ကိုကဒါမကြိုက်ဘူးဆိုလို့ရှိရင်ဒါကိုဖျက်လိုက်ပြီးဆိုတော့ ਨੇ ငါက original နေရာပြန်ရောက်တော့ဒါကသူရဲ့တုံးလို့ရတဲ့ function တစ်ခု โอเคဒါရွှေ့တာဒီအောက်ကဟာကြတော့ rotate လဲတာပို့မှထားပါတော့ကိုကဒီစာကိုဒီလိုမျိုး horizon နဲ့မထားခြင်း vertical ထားခြင်းနဲ့ထားပါတော့အဲဒါဆိုလို့ရှိရင် rotate လဲလို့ရတယ်နောက်ပြီးတော့ဒီအောက်ကဟာကြတော့သူက 3D ပုံစံမျိုးကိုချိန်ကြီးတာထားပါတော့ကျွန်တော်ဒီလိုမျိုးစာကြီးမြင်ကြတာဒါမှမဟုတ်ဒီလိုမျိုးအပေါ်မော့နေမြင်ကြတာဒီမိုးစောင်းနေမြင်ကြတာဒီလိုစောင်းနေမြင်ကြတာဒါက collision နဲ့ပုံစံတိုင်းကိုနေရာရှိပြီးတော့ချိန်လို့ရတယ် tools ပေါ့နော်ဒါတခုဒီအောက်ကကောင်တွေကလည်းတိတ်တော့မသုံးဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင် ခုနဟာနဲ့ခက်စင်စင်ဒါကြတော့ကိုတို့ရ distortion ဖြစ်တဲ့ပုံတွေကိုလှုပ်ရှင်တဲ့ခါမျိုးမှာတုံလို့ရတယ်လိုပုံစံမျိုးလေးတွေပေါ့ဒါကြတော့ scale လို့တာ scale လို့လဲဆိုတာကဒီဟာကိုဘယ်လိုမျိုးလှုပ်ရှင်လဲကြီးွားခြင်းလားဟိုတိတိလေးပေါ်ခြင်းလားဒါ scale လို့တဲ့ဟာမျိုးပေါ့နော် horizontal ရှိတယ် vertical ရှိတယ်ဒါကကိုလိုချင်တဲ့ပုံစံတိုင်းကိုအကိုဒီ silent ကို change ကြီးလို့ရတဲ့ဟာလေးပေါ့နော်ဒီကောင်းတော့တိတ်ပြီးတော့တုံလေးတုံထားတော့တိတ်မရှိပါဘူးဆိုတော့ထားလိုက်ကြနော် ဒါကတော်တော်များပါတယ်တို့လားခုနကဟာပြန်ပေါ်ရင်လည်းဆိုလို့ရှိရင်ဒါတွေအကုန်ဖြတ်လိုက်လို့ရှိရင်ခုနတိုင်းပဲဒီမှာပြန်ပေါ်လာလိမ့်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါတွေအကုန်လုံးကိုလိုချင်တဲ့ပုံစံတိုင်းပြင်ပြီးသွားရည်ပဲထားပါတော့စစ်ပေါ်တော်လေးရှိရဲတကောင်လေးကိုနှိပ်လိုက်ဆိုတော့ဒါက translate ကဲပြီးလို့ရှိရင်ကိုယ့်ရဲ့စာတွေကိုဘယ်လို position နဲ့ဆိုတဲ့ဟာမျိုးကိုချိန်ညှိတာပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့က avdmax ပေါ့နော်ဒီ software လေးတွေကိုတွားလိုက်ဒီကောင်ကကျတော့ကျွန်တော်တို့ uncode တဲ့ software ပေါ့နော်ခုနက video enemy raw video file နဲ့ပြင်ခဲ့တဲ့စာကိုင်းနှစ်ခုပေါင်းပြီးတော့ video တစ်ခုလည်းကျွန်တော်ကလုပ်တော့မှာ အဲ့ဒါကျွန်တော်တို့ encode လုပ်တယ်လို့ခေါ်ရပါတော့။ Okay ဒီမှာဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ AVDMAX software မှာ file ဆိုတာရွေးလိုက် open ဆိုတာရွေးလိုက်ရွေးပြီးသွားရင်ဆိုလို့ရှိရင်ခုနကကျွန်တော်တို့ရဲ့ enemy raw video လေးရှိရပါတော့။အဲ့ဒီ raw video လေးကိုရွှေ့လိုက်ဒီကောင်ကဆန်တဲ့တော့မပါအောင်နော်။အဲ့လိုရွေးပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုလောက်ရမှာကကျတော့ဒီကောင်နေဘာမှထိစရာမလိုဘူး။ဒီ video output ရဲ့အောက်မှာ copy ဆိုတာရှိရဒါလေးတစ်ချက်ရွေးလိုက်ရွေးပြီးသွားရင်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ h264 ဆိုတဲ့ဟာလေးရွေးပြီးရမယ်။ဒီ format ကကျတော့သူက mp4 format ပေါ့နော်။ encode လုပ်ပြီးတော့ export လုပ်လိုက်တဲ့ video က mp4 format နဲ့ထွက်မှာဆိုတော့ကျွန်တော်တို့ရဲ့ phone ုန်းနဲ့ကွန်ပျူတာတွေနဲ့ကြည့်ရတာတော်တော်လေးအဆင်ပြေတဲ့ format ပေါ့နော် configure နှိပ်လိုက်လို့ရှိရင်ဒီမှာဒါတွေပေါ်လိမ့်မယ်ဒါကရတော့ကိုယ့်ရဲ့ quality ဘယ်လောက်ထိရှိနေလဲဆိုတာကိုကွာချင်းကြီးရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကျတော့အာ raw enemy ထောင်းတဲ့ခါမှာသူ quality ကအကြီးကြောင်းလာတာဆိုတော့ကျွန်တော်တို့ကမချိန်ညှိတော့ဘူးပေါ့နော်နောက်တစ်ခုကဘာလုပ်လဲဆိုလို့ရှိရင်ဒီကောင်ကို silent tone ခုနကကျွန်တော်ပြင်ခဲ့တဲ့ silent tone ထည့်မယ်ပေါ့နော်ထည့်မယ်ဆိုလို့ရှိရင် filter နှိပ်လိုက်နှိပ်ပြီးတော့ဆိုလို့ရှိရင် channel ဘာမှမတည်နဲ့ဒီမှာ subtitle ဆိုတာရှိရဒါလေးကိုတစ်ချက်နှိပ်နှိပ်ပြီးလို့ရှိရင်ဒီမှာဒါလေးကိုနှစ်ချက်နှိပ်လိုက် နေပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆွနာကဒီ translate လုပ်ခဲ့ပြီးတော့ပြင်ခဲ့တဲ့စာဖိုင်ရှိရဲ့အဲ့စာဖိုင်လို့ရွေးပြလိုက်ရွေးပြီးသားပြီဆိုလို့ရှိရင်မှ okay နေလိုက်စာဖိုင်လေးဒီမှာပေါ်လာပြီကျွန်တော်တို့ဒီရောက်မှာ preview ဆိုတာရှိရဲ့ဒါလေးကိုကြည့်ပြီးတော့ခုနကကျွန်တော် enemy မှာဘာသာပြန်ခဲ့တဲ့စာဖိုင်မျိုးဘယ်လိုပုံစံအနေထားရှိမယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြန်စစ်လို့ရတယ်ပေါ့နော်အဲပြန်စစ်ပြီးတော့အစဉ်ပြေးသားပြီဆိုလို့ရှိရင် okay လေးကိုနေအင်းပြီးလို့ရှိရင်ဒီကောင်လေးကိုတစ်ချက်ပိတ်လိုက်ပြလာပြီဆိုလို့ရှိရင်ဒါကခုနကဗီဒီယိုအောက်ပို့အတွက်ကျွန်တော်ထည့်ပြီးသားပြီ။ audio အောက်ပို့မှာကြတော့ copy ဆိုတာမျိုးက အဲသူရဲ့ငကိုပါတဲ့အတန်အတိုင်းကိုပဲကျွန်တော်တို့ထည့်မယ်လို့ပြောချင်တာတကယ်လို့ကိုရဲ့ video format က copy နဲ့ထားပြီးတော့ export ထုတ်လို့မရဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုတစ်ချက်ရွေးပြီးတော့ပေါ်ဆုံးကပေါ့နော် AACD နှစ်ခုလေးတစ်ခုကိုရွေးပေးလိုက်ဒါဆိုလို့ရှိရင်အဆင်ပြေသားလိမ့်မယ်ကျွန်တော်ကတော့အများအားဖြင့် copy နဲ့လောက်တာများတယ်ဟုတ်ပြီနော်ဆိုတော့ဒီကောင်ပြီးသွားပြီဆိုလို့ရှိရင်အောက်မှာ output format ဆိုတာရှိရဲ့ output format ဆိုတာကျတော့ခုနကတမန်တော်လား MKV message ဆိုတဲ့ဟာမျိုးဒီကောင်လေးကျွန်တော်ပြန်ချိန်ပေးရမယ်။ဘာချိန်ပေးရမယ်ဆိုလို့ရှိရင်ဒီမှာ MP4 ဆိုတာဟာရှိတယ်။ MP4 လေးရွေးပေးလိုက် MP4 ဆိုတဲ့ format ကကျွန်တော်တို့ဖုန်းနဲ့ကွန်ပျူတာတွေအကုန်လုံးနဲ့ကြည့်လို့ရတဲ့ format ဆိုတော့ဒီကောင်လေးရေးပြသားပို့အဆင်ပြေတယ်။ Okay ဆိုတော့ဒါလေးအကုန်ကျွန်တော်တို့ချိန်ပြီးသားပြီဆိုလို့ရှိရင်ဒီမှာ download button ပုံစံလေးရှိရဲ့အဲ့ကောင်လေးကိုနှိပ်ပေးလိုက်။နှိပ်ပေးလိုက်ပြီဆိုတော့လည်းကျွန်တော်တို့ဒီခုနက uncup လုပ်မဲ့ video file ကိုပမာတိတ်မယ်ဆိုပြီးတော့ location ရွေးရမယ်ပေါ့နော်ကျွန်တော်ဒီ location မှာတိတ်မယ်ဆိုလို့ရှိရင်ဒီ location မှာဒီမှာကိုယ်နာမည်ချိန်ချင်တယ်ဆိုလို့ရှိရင်နာမည်လေးပါချိန်လိုက်။ချိန်ပြီးသားဆိုလို့ရှိရင် save ကိုနှိပ်လိုက်တာနဲ့ ဒါကျွန်တော်အန်ကော့ဆက်လုပ်နေပြီပေါ့နော်အန်ကော့ဆက်လုပ်နေပြီဆိုရင်သူကဒီမှာ time remaining ဆိုတာရှိရဲသူကဘယ်နှမိနစ်ကြာလို့ရှိရင်တီးပါလိမ့်မယ်ဆိုပြီးဒီမှာပေါ်နေတဲ့အဲ့ minute ဖြည့်သားပြီဆိုတာနဲ့ကျွန်တော်တို့ခုနက translate လုပ်ခဲ့တဲ့ sa file နဲ့ video file နဲ့တခါလေအန်ကော့လုပ်ပြီးသားဖြည့်သားပါပြီဆိုတော့ဒီ video ကကျွန်တော် translate နဲ့အန်ကော့ဘယ်လိုလုပ်လဲဆိုတာရဲ့ဖြစ်တတ်တဲ့ပြဿနာလေးတွေရဲ့ကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ ျွန်တော်ရဲ့ domain knowledge telegram channel လေးမှာ youtube တို့ tiktok တို့ဒီလိုမျိုး social media ပေါ်မှာတင်လို့မရတဲ့ resource တွေ file တွေ video တွေကို download လုပ်လို့ရအောင် ကျွန်တော် telegram channel လေးမှာတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ telegram channel လေးကို try mode ပြခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် see you guys next time